just be done? Oh, we're just getting started. No, 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 with the whole multiverse thing. It's not great. Yeah, stone x မှာကျေသူပါတယ်။အခုဗီဒီယိုမှာပြပြပေးမဲ့ theory ကဖြစ်နိုင်ခြေအ ਨੇ ဆုံးဆိုပေမဲ့လက်ရှိအချိန်မှာ internet တစ်ခုလုံးကိုချိုးဖျက်ထားတယ်။လက်ရှိအချိန် social media ပေါ်မှာရေပန်းအစားဆုံးဖြစ်နေတဲ့ theory လည်းဖြစ်ပါတယ်။အဲ့ဒါကတော့မကြခင်လာတော့မဲ့ superman ရုပ်ရှင်မှာမြင်ရတော့မဲ့ ultraman ဒီမျက်နှာဖုံးချွတ်လိုက်တဲ့အခါအတွင်းထဲမှာရှိနေတာက henry cavill ရဲ့ superman ကြီးဖြစ်နေမယ်ဆိုတာပါ။ဒီအကြောင်းအရာကိုပရိသတ်တို့ကလည်း facebook ပေါ်မှာဖြစ်စေတခြား social media တစ်ခုခုပေါ်မှာဖြစ်စေမြင်မိကြလို့စိတ်ဝင်စားနေကြမှာအမှန်ပါပဲ။ဆိုတော့အခုဗီဒီယိုမှာတော့ဒီ theory ကဘယ်လိုဖြစ်လာခဲ့လဲဆိုတာကနေ င်ဘလို့တဲလွန်စားတွေပေးထားလဲနောက်ဆုံးဘလို့ဖြစ်နိုင်ခြေရှိလာမလဲဆိုတဲ့အထီကိုအသေးစိတ်ရှင်းပြပေးသွားမှာမို့လို့စိတ်ဝင်စားကြရဲဆိုရင် Henry Cavill ကိုကြိုက်ကြရဲဆိုရင်ဗီဒီယိုလေးကိုဆုံးအောင်အထီကြည့်သွားပေးကြပါအောင်အခုကတော့ intro လေးပြီးရင်စလိုက်အောင် I am vengeance. I am the night. I am Batman. โอเคမကြခင်လာတော့မဲ့ Superman ရုပ်ရှင်မှာလူတွေအတွက် mystery အဖြစ်နေဆုံးနဲ့အထူးအဆန်းဖြစ်နေဆုံး character က Ultraman ပါ of course James Gunn က Superman ရုပ်ရှင်တစ်ခုလုံးနီးပါးကို Superman ဘေးအပြင်ထုတ်ဝစ်တာကအစ comic accuracy ဆန် comic နဲ့တပုံစံနဲ့ရိုက်ပြထားပေမဲ့ Ultraman ကကြတော့ comic ထဲကနဲ့ဘာမှကိုတူမနေဘူးဆိုတာကိုမြင်ရမှာပါပြီးတော့ဒီကိုလုံးကိုပါအမဲအပြည့်ဖုံထားပြီးတော့အထဲထဲမှာဘသူရှိနေလဲဆိုတာကိုလုံးဝပေးမသိပဲထားလာခြင်းဖြစ်ပါတယ် and recently လက်တလောကမှာထွက်လာတဲ့အယုတ်တွေအရာဆိုရင်လည်းအခု character ရဲ့နာမည်ဒီ Ultraman ဖြစ်တယ်ဆိုပြီးတော့လည်း တည်ပြု confirm ထားခဲ့ပြီဖြစ်ပါတယ်။ပို့ပြီးတော့ထူဆန်းထားတာကတော့ရုပ်ရှင်ကို screen test အနေနဲ့ကြည့်ပြီးပြီဆိုတဲ့သူတွေအတွက်တောင်မှ D character က mystery တစ်ခုဖြစ်နေတော့မယ်ဆိုတာပါ။ကြားရတဲ့လောက်ဆိုရင်ရုပ်ရှင်ကိုအစောပိုင်း version ကြည့်ပြီးတဲ့သူတွေကတော့မှ D character ကအတွင်းထဲမှာဘယ်သူရှိလဲဆိုတာကိုမသိကြဘူး။အရန်စိတ်ဝင်စားပါတယ်ဆိုပြီးတော့ပြောနေကြပါတယ်။ James Gunn ကိုယ်တိုင်ကလည်းအခု Ultraman character နဲ့ပတ်သက်ပြီးတော့မေးမြန်းတဲ့အခါတိုင်းမှာအတွင်းထဲမှာဘယ်သူရှိနေပါတယ်ဆိုတာကိုလုံးဝမပြောပြဘဲထားတာကလူတွေကို predator တွေကိုပို့ပြီးတော့ကလီကလီဖြစ်အောင်စိတ်ဝင်စားနေစေပါတယ်။ So maybe ဒီအတွင်းမှာကဘ ဘသူရှိတယ်ဆိုတာကိုသူတို့ကိုယ်တိုင်ကမဖန်တီးရသေးတာမျိုးမတွေးရသေးတာမျိုးလည်းဖြစ်နိုင်ပါတယ် maybe အခု theory မှာလည်းမျိုးသူတို့က henry cave လာပြီးတော့တရုတ်ဆောင်ပေးမှာကိုစောင့်နေတာမျိုးလည်းဖြစ်နိုင်ပါတယ် james gun ရဲ့ရုပ်ရှင်တွေအရာနဲ့ james gun ရဲ့ဟာတာညံအရာဆိုရင် dcud ဒီနီးနဲ့ multiverse အရှုပ်တွေကိုရှင်းလိုက်မှာမျိုးလည်းဖြစ်နိုင်ပါတယ်ဥပမာနောက်ဆုံး peacemaker trailer မှာဆိုရင် peacemaker နှစ်ကောင်ကိုတွေ့ခဲ့ရတယ်လို့မျိုးဒီမှာလည်း ultraman ဒီ dceu ကနေပြီးတော့ရောက်လာတဲ့စိုးတွန်းတဲ့ superman ဆိုပြီးတော့ဖြစ်နေနိုင်ပါတယ်ဒီကောင်ဒီ superman dan to power တွေရှိတဲ့အပြင် superman ကိုစုပ်ပြတ်နေအောင်အထ ိကျုံနိုင်တယ်ဆိုတာကလည်းစူပါမန်ကိုယ်တိုင်ပဲဖြစ်နေတာကြောင့်ဖြစ်နိုင်ပါတယ်ပရိဒတ်တို့ရဲ့စိတ်ဓာတ်အတိုင်းပရိဒတ်တို့ကိုယ်တိုင်ရဲ့ယင်တွေကခံစားချက်အတိုင်းဒေးဗစ်ကိုရန်ဆွတ်ရဲ့စူပါမန်ကိုတိတ်တာကသွေးစိမ့်ရှင်ရှင်ထွက်အောင်တိတ်ပြနေတာကဟင်နရီကာဗေးရဲ့စူပါမန်ကြီးဖြစ်နေတယ်ဆိုတာမျိုးဖြစ်ပါတယ်ဆမ်ဟောက် DCEU credit စင်နေမှာမိတ်ဆက်ပေးနေတဲ့ Nightmare Superman ကိုဖြစ်စေ or maybe Superman အသစ်ရောက်လာတော့အရင် Superman ကရောက်လာပြီးပထမအဆုံးရုပ်ရှင်မှာပဲပြန်ပြီးတော့ပြင်းသွားတယ်ဆိုတော့ James Gunn ရဲ့ဟာတာညံတစ်မျိုးဖြစ်နေနိုင်ပါတယ်အဲနောက်အခု Ultraman ရဲ့အနာဂတ်ကိုမေးမြန်းတဲ့အခါမှာအဖြစ်နိုင်ဆုံးက Zombie ီဆူပါမန်ဘဇာတို့ဖြစ်သွားနိုင်တယ်ဆိုပြီးတော့လဲကြောက်ထားရတယ်လို့ဟင်နရီကာဗေးရဲ့မျက်နှာနဲ့ edit လုပ်ထားတဲ့ဘဇာတို့ရဲ့ fan art တွေကလည်းရေးပန်းစားနေပါတယ်။ James Gandy DCU ကိုစတင်ဂိုင်တွေ့တဲ့2022ခုနှစ်မှာတည်းဆူပါမန်အတွက်ကတော့ဟင်နရီကာဗေးကိုအသုံးပြုရမှာမဟုတ်ဘူးဆိုတာကိုအတီလင်းကြေညာသွားခဲ့တဲ့အချိန်မှာတစ်ဆက်တည်းမှာပဲသူနဲ့ဟင်နရီကာဗေးရဲ့ကြားကဆက်ဆံရေးဒီကောင်းကြောင်းနဲ့သူဖန်တီးမဲ့အနာဂတ် DCU မှာဆိုရင်လဲဟင်နရီကာဗေးနဲ့ဆက်ပြီးတော့လက်တွဲသွားအောင်မှာဖြစ်ကြောင်းလက်တွဲသွားခြင်းကြောင်းကိုလည်းအတီအလင်းရေးတင်ခဲ့ပူပါတယ်။အဲနောက် The Suicide Squad တဲ့ကတရုတ်စ ဆောင်အားလုံးနှိပါကလည်း DCU မှာပြန်လာကြပြီ Amanda Waller ဆိုရင်လည်းအရင် version အတိုင်းပဲပြန်လာခဲ့ပြီ Aquaman ဖြစ်ခဲ့တဲ့ Jason Momoa ကလည်းလူပိုအနေနဲ့ပြန်လာခဲ့ပြီဆိုတော့ Henry Cavill ကိုလည်းအခုလိုမျိုး Ultraman ဒါမှမဟုတ်ဘဇာတို့နေရာမှာထည့်လိုက်ခြင်းကတော်တော်လေးရည်ရသွားမဲ့ Matter Joke တစ်ခုဖြစ်သွားစေမှာအမှန်ပါပဲ And Superman comic တွေ animation တွေကိုသိတဲ့လူဆိုရင်လည်းနားလဲကြမှာပါဘဇာတို့ဆိုတာဒီ Tamman side character တစ်ခုတက်ပို့တယ်သူပါတာလူကြိုက်များပြီးသား character တစ်ခုလည်းဖြစ်တဲ့အပြင်ဇောက်ထိုး Superman ပြောင်းမြန် Superman လည်းဖြစ်ပါတယ် So DCEU ရဲ့ဖေးသွားခဲ့ခြင်း င်က DCEU ရဲ့ Superman ကိုတော့မှပြောင်းမြန် Superman ဖြစ်သွားစေတယ်ဆိုတာက James Gunn ရဲ့ခေါင်းဖြူတွေကထွက်တဲ့ဟာသညံနဲ့ကိုက်ညီနေမယ်လို့လည်းထင်ပါတယ် But honestly အယူအသားဆုံးနဲ့အမှန်ဆုံးကိုပြောရမယ်ဆိုရင်တော့တကယ်ကြီးအတွင်းထဲမှာရှိနေတာက Henry Cavill မဟုတ်နိုင်ပေမဲ့သူတို့ကကြားထားရတဲ့ပုံစံအတိုင်းတော့ Ultraman ဘယ်သူဖြစ်လဲဆိုတာကိုရုပ်ရှင်အဆုံးအထိမပြသွားဘူးဆိုရင်အခု theory ကတော့ဒီထက်ပိုပိုပြီးတော့ရေပန်းစားလာမယ်ဆိုရင်သူတို့က MCU လုပ်နေကြအကွက်မျိုး Fan theory ကိုကောက်ယူပြီးတော့ confirm လိုက်ပါတယ်ဆိုတဲ့အကွက်မျိုးနဲ့ Henry Cavill ကိုရအောင်သွားခေါ်လာမှာမျိုးလည်းဖြစ် င်နိုင်ပါတယ်။ဘာလို့လဲဆိုတော့ Henry Cavill ကိုလူတိုင်းကလည်းကြိုက်ကြလို့ Henry Cavill ကလာမယ်ဆိုရင်လည်းလူတိုင်းကလက်ခံကြမှာမို့လို့ဖြစ်ပါတယ်။ Separator တို့ကဘယ်လိုထင်ကြလဲ။မြန်နှဖုံးအောက်မှာရှိနေတာက Henry Cavill သာဖြစ်မယ်ဆိုရင်ကောကြိုက်ကြမှာလားဆိုတာတွေကို comment section မှာရေးသွားပေးခဲ့ကြပါအောင်။ And as always guys ဗီဒီယိုလေးတွေကိုကြိုက်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြရဲဆိုရင်တော့ဗီဒီယိုတွေတက်လာတဲ့အခါ USVPN လေးခံပြီးရကြည့်ပေးကြဖို့ရဲ့တက်လာတဲ့ channel လေးတွေကိုဆုံးအောင်ထိကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်။နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်။